နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဒီဇင်ဘာလ12ရက်တောက်ကြနေ့ ဂုခုမြောက်သောဆာလံအပိုင်ငယ်1မှ30။အိုသာရဖျာအကျွန်ုပ်သည်စင်ကလုံးအကျွမ်းမဲ့ကိုရောကိုချီးမွမ်းပါမည်။အံဝဲသောအမှုတော်ရှိသမျှတို့ကို ပြညွန်ပါမည်။ကိုရောကိုအမိပြု၍ဝမ်းသာရှင်လန်းပါမည်။နာမတော်ကိုထုံးနာသခြင်းဆိုပါမည်။အမြင့်ဆုံးသောဖျာအကြောင်းမူကားအကျွန်ုပ်ဤရန်သူတို့သည် ပြန်ဆုပ်၍လဲကြပါ၏။ရှည်တော်၌ပြည့်စည်ကြပါ၏။ ကိုရောဒီအကျွန်ုပ်ဘက်မှတရားဆုံးဖြတ်တော်မူပြီး ပလင်တော်ပေါ်မှထိုင်၍ဖြတ်မှတ်စွာစီရင်တော်မူပြီးတပားအမျိုးသားတို့ကို ဆုံးမတော်မူပြီးသို့သောသူတို့ကိုဖျက်ဆီး၍သူတို့နာမကိုကာလအစဉ်အဆက်ခြေဖြောက်တော်မူပြီးယန္တူတို့သည် အကုန်အစဉ်ပျက်စီးခြင်းသို့ရောက်ကြပါပြီမျိုးတို့ကိုဖြိုဖျက်တော်မူ၍သူတို့အမတ်မြတ်မရှိပျောက်ပါပြီး ထာရဖျားမှုကကာလအစဉ်အဆက်တည်တော်မူ၏တရားပလင်တော်ကို ပြင်ဆင်၍မြေကြီးသားတို့ကိုတရားသဖြင့်စီရင်တော်မူ၏လူမျိုးတို့အားဖြောင့်မတ်စွာသောစီရင်ခြင်းကိုပြုတော်မူ၏ထာရဖျားသည်ညင်စေခြင်းကိုခံရသော သူတို့၏ခိုလွန်ရာဘေးအန္တရာယ်ရောက်သည့်ကာလခိုလွန်ရာဖြစ်တော်မူ၏နာမရောကိုတည်တော်သူတို့သည် ကိုယ်တော်ကိုယုံကြည်ကြပါလိမ့်မည် အကြောင်းမူကားအိုသာရဖျားကိုရိုကိုရှာတော်သူတို့ကို စွန့်ပစ်တော်မူမူတတ်ပါဇီအုံမြို့မှာကျင်းဝတ်တော်မူသောသာရဖျားကိုထောမနာတခြင်းဆိုကြလောအမှုတော်များကို လူမျိုးတို့အားဟောပြောကြလောလူအသက်သက်ခြင်းအမှုကိုစစ်တော်မူ၍အသေးခံရသောသူတို့ကို အောက်မေ့တော်မူ၏နိုင်ချလျက်ရှိသောသူတို့၏အော်ဟစ်ခြင်းအတန်ကို မေ့လျော့တော်မူတတ်ပါ ။အိုထာဝရဖျားအကျွန်ုပ်ဒီစိတ်နှလုံးအကျွင့်မဲ့ကိုတော်ကိုချီးမွမ်းပါမည်။အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကိုပြညွှန်ပါမည်။ကိုးကုမြောက်သောဆာလံအပိုက်တဲ့ဂျေဇုတင်တတ်သောစိတ်ကိုပြုစုလေ့ကျင့်ခြင်းဖေဖေရေတခွက်လောက်ပေးပါလားဟုသမီးတွေးကပြောရာရတာဘောဟုပြောပြီးကျွန်ုပ်ရေအပြည့်တစ်ခွက်ခတ်ပေးခဲ့သည် သူမကဘာမှပြန်မပြောပါထို့နောက်အကြီးဆုံးသမီးကလည်းထိုအတိုင်းတောင်းဆိုပြန်သဖြင့်ရေယူပေးတော်လဲသူမကလည်းဘာမှမတုံ့ပြန်ခဲ့ပါစိတ်အလိုမချဖြစ်ကဂျေဇူးတင်တယ်လို့တယောက်မှမပြောကြဘူးလားဒါလေးပြောဖို့ကိုဘာလို့အရန်ခက်ခဲနေတာလဲဟုလှုပ်ခနဲကျွန်ုပ်ပြောလိုက်သည်တခါတရံတွင်မိဘများ၏စိတ်အလိုမချဖြစ်ချိန်သည်ကျွန်ုပ်တို့ကိုဖျားသခင်တွန်တင်ရန်အချိန်ဖြစ်ပြီး ထိုထက်ပိုကောင်းသည့်အချိန်မရှိမီရုပ်ကြီးပင်ဟုတ်တယ်အာဒံဂျေစုတင်တယ်ပြောဖို့ဘာလို့ဒီလောက်ခက်ခဲနေတာလဲဟူ၍တန်ရှင်သောဝိညာဉ်တော်ဤနူးညံ့သောတုတ်ထိမှုကိုကျွန်ုပ်ခံစားလိုက်ရသည်ဂျေစုတင်မှုကိုပေါ်ပြမှုမရှိခြင်းသည်ကျွန်ုပ်ကလေးများဤပြဿနာသာမကကျွန်ုပ်ဤပြဿနာလဲဖြစ်သည်ဂျေစုတင်ကြောင်းပြောရန်အဘဲကြောင့်အလွန်ခက်သည်ကိုကျွန်ုပ်မသိပါသို့သောဂျေစုမတင်တတ်ခြင်းသည် လူသားတို့၏အခြေအနေတစိ့တစ်ပိုင်းဖြစ်ပုံရသည်။ဆာလံကျမ်း၌တိုး၍ဂျေဇုတင်တတ်ရန်သင်ပေးသည့်စံနမူနာကိုတွေ့ရပြီးဒါဝိနှင့်အခြားသူများသည့်ပြဿနာများကြားတွင်ဖျားသခင်အားချီးမွမ်းကြသည်။၎င်းတို့၏ဂျေဇုတော်ချီးမွမ်းခြင်းတွင် ပါမီဆိုသည့်စကားစုကို မကြာခဏတွေ့ရသည်။ကိုယ်ကမြောက်သောဆာလံအပိုက်တစ်တွင်ဒါဝိဒ်က"အိုထာဝရဖျား အကျွန်ုပ်သည်စိတ်နှလုံးကျွဲ့မဲ့ကိုတော်ကိုချီးမွမ်းပါမည်အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကိုပြညွန်ပါမည်ဟုယေရှုတော်ချီးမွမ်းခြင်းကိုတမင်ရွေးချယ်လှူဆောင်ခဲ့သည်ယေရှုတော်ချီးမွမ်းခြင်းကိုခံစားချက်တစ်ခုအဖြစ်ကျွန်ုပ်တို့ရှုမြင်တတ်ကြသည်သို့သောယေရှုတော်ချီးမွမ်းခြင်းသည်ရွေးချယ်မှုတစ်ခုလည်းဖြစ်ကြောင်းဒါဝိဒ်ကသတိပေးနေသည်ဒါဝိဒ်ကဲ့သို့ယေရှုတော်ချီးမွမ်းခြင်းအလေးအကျင့်ကို

မြည်သည့်အရာများအတွက်သင်ကျေးဇူးတင်လိုပါသည်။အဖဖျားကိုတော်ပေးသောအရာအလုံးအတွက်ကျေးဇူးတင်ပါသည်။ကိုတော်ကောင်းချီးပေးသည့်အမှုအရာများစွာအတွက်ယနေ့တွင်ကျေးဇူးတော်ချီးမွမ်းခြင်းကိုရွေးချယ်နိုင်အောင် မားစတော်မူပါ။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။အာမင်။ နေ့စဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။